This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. Minglaba Khmer. အမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွင့်ဌာန Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတို16မီတာ7.3မှ9 MHz ညပိုင်း၈နာရီခွဲမှလိုင်းတို25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပြီ။မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။အခုချိန်ကစပြီး Radio NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံမြှင့်ပေးနေပါပြီ။ ရေဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့သောတာရှင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘီစစ်အာဏာရှင်မီးတို့ကနေကြေဝင်ပြီးကိုစိတ်နှပါအေဂျင့်လုံခြုံကြပါစေလို့ရေဒီယိုအန်ယူဂျီမှဥကြပထမနှုတ်ခွန်းဆက်တာအပါရယ်ဒီကနေ့2025ခုနှစ်မလ10ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့ညပိုင်းထုတ်လွှင့်မှုအစီအစဉ်တွေကိုစတင်တင်ဆက်ပေးပါတော့မယ်ရှင်ပထမဆုံးရေဒီယိုအန်ယူဂျီစီးရီးသတင်းကောက်နှုတ်ချက်ကိုရန်တိုင်းကဖတ်ကြားတင်ပြပေးပါမယ်ရှင်ရေဒီယိုအန်ယူဂျီသောတာရှင်များမင်္ဂလာပါခင်ဗျာ ခုချိန်အစပြီး2025ခုနှစ်မလရှင်းနေ့ညပိုင်းမှာတင်ပြပေးမယ်။ Radio NUG စစ်ရေးသတင်းများကိုကျွန်တော်ဇန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ပထမဆုံးတင်ဆက်ပေးမယ့်စစ်ရေးသတင်းကတော့ဗမော်စကကက27 Kalaya 49နဲ့တက္ကသိုလ်ကျောင်းဝင်းကို KIA နဲ့ပူးပေါင်းတပ်တွေတပြိုင်တည်းထိုးစစ်ဆင်နေဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကြင်မီနယ်ပုံပုံမြို့မှာရှိတဲ့အမှတ်27စစ်စင်ကူကဲမှုဌာနချုပ်အပါအဝင် မြို့ကိုပြည်သက်သိမ့်ပိုင်နိုင်ဖို့ကချင်လုံလိုက်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်နေတယ်လို့ဒေသသတင်းရင်းမြစ်တွေကပြောပါတယ်။ KIA ပူးပေါင်းတပ်ကဗမာမျိုးသိန်းစစ်စင်ရေးကို2024ဒီဇင်ဘာလ4ရက်ကစတင်ခဲ့တာဖြစ်ပြီးတိုက်ပွဲကာလ3လကြာတဲ့အထိတိုက်ပွဲတွေပြင်းထန်နေရာဒီနေ့မလ8ရက်နေ့မနက်ပိုင်းမှာလည်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ်။ဒီမနက်မှာစကကက27ဗမာတပ်ကတို့ကြောင်းဝင်းနဲ့ခမရ49ရာတွေကိုတပြိုင်တည်းထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲပြင်းထန်နေတာလို့သိရပါတယ်။ ကချင်ပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဗမော်မြို့မကြာရေးအတွက်စစ်ကောင်စီဘက်ကလည်းလေကြောင်းပစ်ကူတွေနဲ့အပြင်းထန်ခုခံနေတာကြောင့်တိုက်ပွဲကာလဟာကြာနေတာပဲဖြစ်ပါတယ်စစ်ကောင်စီဟာဗမော်မြို့မကြာရေးအတွက်လေကြောင်းတိုက်ခတ်မှုတွေလုပ်တဲ့နေရာမှာမလချောင်းနေကလည်းဗမော်မြို့နယ်တွေကစင်ကုန်းကြီးရွာကိုလေကြောင်းကနေ၄ချိန်တိုက်ခတ်သွားတယ်လို့ KIA သတင်းပြန်ကြားရေးဌာနကမလ9ရက်ညပိုင်းမှာဖော်ပြသွားပါတယ်ဒီတိုက်ခတ်မှုကြောင့်ဒေသနေပြည်သူ6ဦးထဏ်ရာရခဲ့ပြီးနေအိမ်များပြားပျက်စီးသွားတယ်လို့အသိပေးထားပါတယ်စစ်ကောင်စီဟာ တိုက်ပွဲဖြစ်နေရတွေဒီမဟုတ်ပဲတိုက်ပွဲဖြစ်နေရမဟုတ်တဲ့မြို့ရွာတွေကိုပါလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတဲ့အတွက်လုံခြုံရေးယူဆိုင်ကြဖို့ကရုတ်ချင်းတွေတူးထားကြဖို့ KIA ဘက်ကတိုက်တွန်းထားပါတယ်ခင်ဗျာအခုတခါတင်ဆက်ပြီးမှာကတော့ဝေါမျိုးနယ်မှာရှိတဲ့စစ်ကောင်စီရဲ့ X-ray စစ်ဆေးဂိတ်ကို short တိုက်တွန်းနေတဲ့ပြစ်ခတ်တိုက်ခတ်တဲ့တရင်ပဲဖြစ်ပါတယ်ပဲခူးတိုင်းဝေါမျိုးနယ်ကိုဖျက်သွားတဲ့ရန်ကုန်မော်ဒယ်ဝေးပြေးလမ်းပေါ်မှာရှိပြီးစစ်ကောင်စီက X-ray ဆက်တပ်ဆင်ထားတဲ့စစ်ဆေးရေးဂိတ်ကိုဒီကနေ့မလာရှိရမလပိုင်းမှာ ျော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒေသတွင်းသတင်းတွေကဆိုပါတယ်။ဒီနေ့မနေ့စောပိုင်းမှာရန်ကုန်မော်ဒယ်ဝေးပြေးလန်းညောင်ခါရှိလမ်းစုံမှာရှိတဲ့စစ်ကောင်စီ X-ray gate ကိုတရားခွန်မမျော့တိုက်ဒုံး၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးထိခိုက်ပျက်စီးမှုတွေရှိနိုင်တယ်လို့ဝေါ်မြွနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတူကအတည်ပြုထားပါတယ်။ X-rays တက်ဆင်ထားတဲ့နေရာကိုအဓိကထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးမြေပြင်သတင်းပို့မှုအရဆက်အနီးမှာနှလုံးကြောက်ရောက်ပေါက်ကွဲခဲ့ပြီးလေခွင်းအဆက်မှာတလုံးကျသွားတယ်လို့သိရပါပဲ ထိခိုက်ပျက်စီးမှုကိုတော့မသိရသေးဘူးလို့ဆိုပါလေအခုလို့ X-ray gate တိုက်ခတ်ခံရတာကြောင့်ဝမ်မြူနဲ့အတွင်းစစ်ကောင်စီလက်အောက်ခံဘကိုးခရိုင်ရဲမှုကိုယ်တိုင်နေမြေစင်ပြီးစစ်ဆေးနေကတိုက်ခတ်ခဲ့တဲ့တော်လိုင်းရဲဘော်တွေဘေးကင်းတယ်လို့သိရပါတယ်။ဒီဂိတ်ဟာတော်လိုင်းအင်အားစုတွေကိုဒုက္ခပေးနေတဲ့ဂိတ်ဖြစ်တာကြောင့်တိုက်ခတ်ခဲ့တာလို့တိုက်ခတ်ရမှာပါတဲ့တော်လိုင်းရဲဘော်တို့ကလည်းဆိုပါတယ်။ရန်ကုန်မော်လမြိုင်လမ်းကြောင်ခါရှိလမ်းစုံမှာရှိပြီး X-ray ဆက်တက်ဆင်ထားတဲ့စစ်ဆေးဂိတ်ဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကုန်တင်ရင်တွေနဲ့ခီးသွွားရင်တွေကိုတားဆီးစစ်ဆေးရမှာ နာမည်ဆိုးနဲ့ကြော်ကြားတဲ့ဂိတ်တစ်ခုဖြစ်ပြီးဒေါ်လာရေးတပ်ဖွဲ့တွေအနေနဲ့ပထမဆုံးအကြိမ်တိုက်ခိုက်နိုင်တာလို့လည်းသိရပါတယ်ခင်ဗျာအခုဆက်လက်ပြီးရေစကြိုနဲ့မြောင်းအဆက်ကိုစစ်တပ်ကစစ်ကြောင်းထိုးမိရှုနေတာကြောင့်ဒေသနေပြည်သူတပေါင်းခွဲထပ်မင်းထွက်ပြေးနေရတဲ့တရင်ကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်မကွေးတိုင်းရေစကြိုမြို့နယ်နဲ့စကိုင်းတိုင်းမြောင်မြို့နယ်အဆက်ကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေပြီးရွာတွေကိုမီးရှို့နေတဲ့အတွက်ဒေသနေပြည်သူတပေါင်းခွဲကျော်ထွက်ပြေးနေရတယ်လို့မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ကပြောပါလေ ရေစကြိုမျိုးကထွက်လာတဲ့အင်အား80ခန်းပါအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာမလာနေ့ရက်နေ့ကစပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်ခါမြေစုံရွာကိုစီးနှင်းခဲ့ကဒရုန်းနဲ့ပုံကျဲတိုက်ခတ်တာကြောင့်စင်ကြေရွာကအိမ်နှလုံးမီးလောင်ကစိုက်ကဲခုနှစ်စီးခန့်မီးလောင်ပြကျခဲ့တယ်လို့ဆိုပါတယ်။မလာသွင်းနေမှာလည်းမြေစုံရွာကိုအကြမ်းဖက်စစ်တပ်ကဒုတိယကြိမ်မီးရှို့ဖျက်ဆီးခဲ့ပြီးမလာ၄ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကအင်အား60ခန့်ထပ်မံဖြစ်တင်းခဲ့ကမြေစုံရွာကိုတတိယကြိမ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ မလ9ရက်နေ့မှာအကြံဖက်စစ်ကောင်စီတပ်ဟာဇေယျနေရွာကိုစီးနှင်းပြီးပြည်သူပိုင်အိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ကမလ9ရက်နေ့မှာလည်းတာကောင်လေးရွာကိုထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြံဖက်စစ်တပ်စစ်ကြောင်းဟာရေစကြိုနယ်မြေစုံရွာကတက်ကြီးရွှေဦးငါးဦးကိုလည်းတတ်ဖြတ်သွားတယ်လို့ရေစကြို Township Info Committee ဖွဲ့ကပြောထားပါတယ်။အခုလိုအကြံဖက်စစ်တပ်ကစစ်ကြောင်းထိုးနေတာကြောင့်ရေစကြိုနယ်ကမြေစုံရွာ၊စင်ကြီးရွာ၊မလကာချန်ရွာ၊ရွှေလန်ရွာ၊ရွာသက်ရွာ ာကောင်ကြီးရွာဇေယျနီရွာတာကောင်လေးရွာဖြုံဘူးရွာမြောင်းလေကမြစ်ဆုံရွာငရံအိုးရွာမင်းလာရွာပန်းညိုရွာနဲ့ညောင်ကာရရွာတို့ကအရသာပြည်သူတွေဟာဘီလုံရွာကိုတင်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်ခင်ဗျာအခုတကကော်သူလီအုတ်ချုံနေမြေလေလိုနဲ့မူးမြူနေတို့မှာစစ်တပ်ရဲ့လေကြောင်းတက်ခတ်မှုကြောင့်ရသား3ဦးသေဆုံးပြီး2ဦးထဏ်ရရကအင်ရှင်လုံးပျက်စီးတဲ့တဲ့ရင်ကိုလည်းတင်းဆက်ပေးကြပါမယ်။ဂရင်မျိုးသားစီယုံကော်သူလီအုတ်ချုံနေမြေလေလိုနဲ့မူးမြူနေတို့မှာအချမ်းပတ်စစ်ကောင်စီရဲ့လေကြောင်းတက်ခတ်မှုကြောင့် အပြစ်မဲ့ရပ်သားပြည်သူ၃ဦးသေဆုံးပြီး၂ဦးဒဏ်ရာရှိကအိမ်ရှလုံးပျက်စီးခဲ့တယ်လို့ KNU ဗဟိုကဒီကနေ့မလ၈ရက်မှာထုတ်ပြန်ပါတယ်။တောင်ဦးလေးတဲ့စကန်ကနေတက်လာတဲ့ Jet Fighter တစင်းဟာမလ၆ရက်နေ့နေ့လယ်၂နာရီခန့်မှာမူးမြို့နယ်ကြောင်ကြီးပေါက်ကျွာအတွင်းကိုဘုံကျဲတက်ခတ်ခဲ့တာကြောင့်အသက်63နှစ်အရွယ်မျိုးသမီးသေဆုံးခဲ့ပြီးအသက်55နှစ်အရွယ်နဲ့အသက်24နှစ်အရွယ်မျိုးသမီး၂ဦးဒဏ်ရာရှိကအိမ်တလုံးလဲပျက်စီးခဲ့တယ်လို့ဆိုပါတယ်။အလားတူ၂နိုင်၅မိနစ်မှာလဲမူးမြို့နယ်မကြီးတော်ကြီးရွာတွင်ကိုအကြမ်းဖက်စစ်တပ်ကထပ်မံပုံကျခဲ့ရာ အသက်53နှစ်ရွယ်အမျိုးသမီးနဲ့အသက်55နှစ်ရွယ်အမျိုးသားတို့တေဆုံးခဲ့ရပြီးအိမ်၆လုံးပျက်စီးခဲ့ကအိမ်တစ်လုံးဟာမီးလောင်ပြာကျခဲ့တယ်လို့2015မိနစ်မှာလည်းအကြံပတ်စစ်ကောင်စီတပ်ကရော့ကက်နဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အသိပေးထားပါတယ်။လေတူမြို့နယ်တဲကအင်းနဲ့ခြေရွာကိုလည်းမတ်လ9ရက်နေ့ညနေ6:46မိနစ်အချိန်အကြံပတ်စစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့ရမှာထိခိုက်ပျက်စီးမှုမရှိပေမဲ့ မလ6ရက်နေ့ည8:53မိနစ်အချိန်နေရွဲပင်ရွာကိုဘုံကျဲတိုက်ခတ်ခဲ့တဲ့ဖြစ်စဉ်မှာတော့အိမ်တလုံးပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုကထုတ်ပြန်တာပါတယ်ခင်ဗျာခုဆက်လက်ပြီးတင်ဆက်ပေးမှာကတော့မင်းတပ်မျိုးတွင်စစ်တပ်ကထောင်ထားတဲ့မိုင်းမျိုးစုံ2000ထက်မနည်းရှင်းလင်းဖယ်ရှားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ချင်းပြည်နယ်မင်းတပ်မျိုးတွင်အကြမ်းဖက်စစ်တပ်ကထောင်ထားတဲ့မိုင်းမျိုးစုံ2000ထက်မနည်းရှင်းလင်းထားပြီးဖြစ်တယ်လို့မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်မင်းတပ်မျိုးအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တပ်ဆွဲနေထိုင်ခဲ့ချိန်တုန်းက တက်စကန်အနီးဝန်းကျင်အပါအဝင်မြို့လူလူနေထိုင်ရာနေရာတွေမှာပါမိုင်းမျိုးစုံထောင်းထောင်းခဲ့တာကြောင့်မိုင်းတွေကိုဖယ်ရှားရှင်းလင်းခဲ့တာလို့ဆိုပါတယ်။လက်ရှိမှာမိုင်းမျိုးစုံအလုံး2000ထက်မနည်းဖယ်ရှားရှင်းလင်းပြီးဖြစ်ပေမဲ့အကျဉ်းချံတွေရှိနေနိုင်သေးတယ်လို့မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးထားပါတယ်။ဒါကြောင့်မင်းတပ်မျိုးတွေမှာပြန်လည်နေထိုင်ကြမဲ့ရဲသားပြည်သူတွေအနေနဲ့မိမိတို့နေအဆောက်အုံနဲ့လမ်းဘေးပတ်ဝန်းကျင်တွေမှာမသိငါဘွေရမိုင်းနဲ့ပောက်ကွဲစေတဲ့ဓာတ်တွေတွေ့ရင်ထိတွေ့ကင်တွေ့တာမျိုးမလုပ်ပဲတပ်ဆိုင်ရာအဖွဲ့အစည်းတွေဖြစ်တဲ့ချင်းကာကွယ်ရေးတပ် မင်းတပ်နဲ့မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုအ мян ဆုံးသတင်းပေးပို့ကြဖို့မြစ်တာရက်ခံထားပါတယ်။ချင်းကြီးနောင်စစ်စင်ရေး Operation CB အဖြစ်မင်းတပ်မျိုးသိမ်းတပ်ဖွဲ့ကိုပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကစပြီးဖော်ဆောင်ခဲ့ရမှာမင်းတပ်မျိုးအခြေစိုက်ခလာရ294တပ်ရင်းကိုဒီဇင်ဘာလ22ရက်နေ့မှာအပြီးတိုင်ချေမှုန်းနိုင်ခဲ့ပြီးမင်းတပ်မျိုးကိုအလုံးစုံထိန်းချုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာမင်းတပ်မြို့တွင်းမှာပြည်လည်နေထိုင်ကြမဲ့အရသာပြည်သူတွေလမ်းမဆက်သွေးရင်းနဲ့တောက်သုံးရင်အဆင်ပြေစေဖို့အဓိကထားလှုပ်ဆောင်နေတယ်လို့သိရပါပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာဒီသတင်းတွေကိုနားဆင်ရပြီးမှာတော့ပြည်တွင်းသတင်းများကိုကျမຫນွေဥမုံကဆက်လက်တင်ပြပေးသွားပါမယ်ရှင်။ င်္ဂလာညချမ်းပါ2025ခုနှစ်မလ10ရက်နေ့ Radio Energy ပြည်ရင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်။ပထမဆုံးတင်ပြပေးမယ့်သတင်းကတော့ခွဲခြားဆက်ဆံမှုကင်းတဲ့ဂျန္နာတန်းတူရဲ့တက်ဖြစ်အောင်ကြိုးပမ်းသွားမယ်လို့ KNDF ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။ခွဲခြားဆက်ဆံမှုကင်းပြီးဖိနှိပ်မှုမှန်သမျှကိုတိုက်ဖြတ်ကာဂျန္နာတန်းတို့ရဲ့ကိုအလေးပေးတဲ့ပြည်내တပ်ဖြစ်အောင်ကြိုးပမ်းသွားမယ်လို့ကင်းဒီမျိုးသားများကာကွယ်တပ် KNDF ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်ဒီကနေ့မလရှိရမှာကြာရောက်တဲ့ ပြည်ဆိုင်ရာမျိုးသမီးများနဲ့မှာကင်းဒီမျိုးသားများကာကွယ်ရေးတပ်မှတာဝန်ထမ်းဆောင်နေတဲ့မျိုးသမီးရဲဘော်တွေအတွက် KNDF ကသတင်းစကားပါလိုက်တာဖြစ်ပါတယ်။ကင်းဒီမျိုးသားများကာကွယ်ရေးတပ် KNDF ကဏ္ဍအသီးသီးမှာတော်လန်တာဝန်တွေကိုခြေပုံစွာထမ်းဆောင်နေကြတဲ့မျိုးသမီးရဲဘော်တွေကိုကျေးဇူးတင်ကွန်ပြုကြောင်းလဲ KNDF ဂျန်နာဒန်းသူရဲ့ဌာနကအသိပေးထားပါတယ်။ KNDF ဒေါ်လင်ကီးစင်မာတွေမဟုတ်ပဲကင်းဒီဒေါ်လင်သမိုင်းတခြားမှာမျိုးသမီးရဲဘော်တွေပြင် ဲဘော်တွေရဲ့မိခင်တွေနဲ့အိမ်နောက်ဘက်မျိုးသမီးတွေရဲ့ပံ့ပိုးကူညီမှုဟာရေးပါတဲ့အထောက်ပံ့ဖြစ်စေခဲ့တယ်လို့လည်းဆိုပါတယ်။ပြည်ပဆိုင်ရာမျိုးသမီးများနေနဲ့ဆိုင်တဲ့တမိုင်းချောင်းကိုကြည့်မယ်ဆိုရင်လည်းမျိုးသမီးတွေဟာတော်လင်းကဏ္ဍမှာတရောင်တနေရာကနေဥဆောင်ပါဝင်ခဲ့ကြပြီးဖုံဝါဒဆန်ဆန်ဖိနှိပ်ထားတဲ့လူဖွဲ့စည်းကိုခက်ဆက်ဆက်ပုံစံမျိုးစုံနဲ့ဆန့်ကျင်နေတာဒီနေ့ထိရှိနေစေလို့ KNDF ဂျန်နာတန်းတွေဌာနကပြောပါတယ်။ KNDF တပ်တွေမျိုးသမီးတွေဟာလည်းတိုက်ခိုက်ရင်းနဲ့စီးရီးပြပခအတွင်းမှာ တက်ဆွဲတဲ့ဘက်ကပါဝင်နေတဲ့အပြင်စစ်ပုံကြဖိုဝါဒစနစ်အတွင်းမှာဒန်းညီမျှမှုကိုရှာဖွေကလူသားချင်းစာနာထောက်ထားရေးကျန်းမာရေးပညာရေးမိသားစုရေးစတဲ့ကဏ္ဍသီးသီးမှာပါဝင်နေတာတွေ့ရတယ်လို့ဆိုပါတယ်။ဒါဟာမျိုးသမီးတို့ရဲ့ဂုဏ်သိက္ခာကြီးမားတဲ့တော်လင်းလက္ခဏာလို့လည်းအသိပေးထားပါတယ်။ကင်းဒီမျိုးသားများကာကွယ်တဲ့ KNDF ရဲ့သစ္စာအဋ္ဌထံမှာပါတဲ့မျိုးသားတန်းတူရေးနဲ့ဖရယ်ဒီမိုကရေစီရရှိရေးဆိုတဲ့နေရာမှာဂျန်နာတန်းတူရေးမပါဘဲရမှာမဟုတ်တဲ့အတွက် ခွဲခြားဆက်ဆံမှုကင်းပြီးပြည်내မှုမှန်သမျှကိုတိုက်ဖြတ်ကဂျန်နာဒန်ရေးကိုအလေးပေးတဲ့ပြည်내တက်အဖြစ်အသွင်ပြောင်းနိုင်အောင်ဂျိုးပန်းသွားမယ်လို့ KNDF ဂျန်နာဒန်ရေးဌာနကထုတ်ပြန်ထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြန်မာစစ်အစိုးရပေါ်ဒဏ်ခတ်ပိတ်ဆို့ရေးရမှုအစ်တွေချမှတ်လိုက်တယ်လို့ကနေဒါကြေညာတဲ့သတင်းဖြစ်ပါတယ်။မြန်မာစစ်ဆိုရပေါ်တိုက်ခတ်ပိတ်ဆို့ရည်ရွယ်မှုအစ်တွေချမှတ်လိုက်တယ်လို့ကနေဒါနိုင်ငံနိုင်ငံခြားရေးဝန်ကြီးမလန်နီချွိုင်းကဒီကနေ့မလ10ရက်မှာကြေညာလိုက်ပါတယ် နိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးလုံခြုံရေးနဲ့တည်ငြိမ်ကိုထိခိုက်စေပြီးလူခွင့်ရေးချိုးဖောက်မှုတွေကျူးလွန်ခဲ့တာတွေအတွက်မြမစစ်ဆိုရကကြီးတန်းရရှိ73ဦးနဲ့ဖွဲ့စည်းသုံးခုကိုတန်းခတ်ပိတ်ဆို့မှုတွေချမှတ်လိုက်တာလို့နိုင်ငံချိုင်းဝန်ကြီးမယ်လနီဂျွန်ကပြောပါတယ်။မြမစစ်ဆိုရကာကွယ်ဝန်ကြီးဌာနနဲ့လက်နက်ကင်တပ်ဖွဲ့တွေကျူးလွန်ခဲ့တဲ့ဆိုးရွားတဲ့လူခွင့်ရေးချိုးဖောက်မှုတွေပါဝင်မြမနိုင်ငံမှာမြင့်တွယ်နေတဲ့အကြံဖတ်မှုပြည်내မှုမတည်ငြိမ်မှုနဲ့ပြည်သူလူထုရင်ဆိုင်နေရတဲ့အလုံးစုံချက်တဲတွေအတွက်တုံ့ပြန်လိုက်တာလို့ဆိုပါတယ်။ ဒီပြပခတွေဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကြက်တဲတွေကိုပုံမှုဆိုးရွားစေခဲ့ပြီးအဒီငိမ့်မှုတွေနဲ့ရတားတွေပေါ်ကျန်းဖတ်မှုတွေတိုးလာစေတယ်လို့ထောက်ပြထားပါတယ်။မြန်မာနိုင်ငံကအကြီးအကဲအစိုးရအရာရှိတွေကတိုင်းပြည်ရဲ့ငြိမ်းချမ်းရေး၊လုံခြုံရေးနဲ့တည်ငြိမ်ရေးကိုပြက်ပြားစေပြီးလူခွင့်ရေးချိုးဖောက်မှုတွေကျူးလွန်နေခြင်းမှာကနေဒါအနေနဲ့ဘာမှမလုပ်ဖဲနေမှာမဟုတ်ပါဘူး။ကနေဒါနိုင်ငံအနေနဲ့ငြိမ်းချမ်းပြီးအားလုံးပါဝင်နိုင်တဲ့ဒီမိုကရေစီနာဂတ်ကိုဖော်ဆောင်ပေးမယ်။မြန်မာပြည်သူတွေရဲ့ညှော်မှန်းချက်တွေကို ဆက်လက်ထောက်ခံသွားမှာဖြစ်ပါတယ်လို့ကနေဒါနိုင်ငံနိုင်ငံသားရေးဝန်ကြီးမလနီဂျွိုင်းကပြောပါတယ်။2024ခုနှစ်ဒီဇင်ဘာလ2ရက်နေ့ကအထောက်ပြန်တဲ့ကုလသမဂ္ဂအစည်းအဝေးခန်းစာရစစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်ရသားပြည်သူ6000ကျော်သေဆုံးခဲ့ရပြီး2024ခုနှစ်ပထမလေးလအတွင်းစစ်တပ်ရဲ့လေးချောင်းတိုက်ခတ်မှုတွေကြောင့်ကလေးငယ်60ဦးပါဝင်ရသား359ဦးသေဆုံးခဲ့ကရသား956ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်မြန်မာစစ်ကောင်စီပေါ်အေးအေးမှုတွေလှုံ့ဆော်ကြဖို့နိုင်ငံတကာအတိုင်းအဝန်းကိုကနေဒါကတိုက်တွန်းထားပါတယ်။ဒါအပြင်မြန်မာစစ်တပ်ကိုစစ်စင်ရေးနဲ့ဗန္ဓရေးဆိုင်ရာပတ်မိုးကူညီမှုတွေအလုံးရဲဆိုင်မှုလက်နက်စစ်ဘဆိုင်ရာပစ္စည်းကိရိယာတွေနဲ့စစ်ဘဆိုင်ရာပစ္စည်းကူညီတွေလွှဲပြောင်းပေးနေတာတွေရဲဆိုင်ဖို့လည်းနိုင်ငံတကာအတိုင်းအဝန်းကိုကနေဒါအစိုးရကတောင်းဆိုထားပါတယ်။မြန်မာနိုင်ငံမှာအလုံးပါဝင်ပြီးရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရှိဖို့ကနေဒါနိုင်ငံနေနဲ့နိုင်ငံတကာမိတ်ဖက်ဖွဲ့စည်းတွေနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာဒီမိုကရေစီအုပ်ချုပ်မှုပြန်လည်ထူထောင်ရေးနဲ့လူ့ခွင့်ရေးချိုးဖောက်မှုတွေအတွက်တာဝန်ခံမှုရှိစေဖို့ဆက်လက်ကြိုးပမ်းသွားမယ်လို့ကနေဒါအစိုးရကပြောပါရယ်။ကနေဒါနိုင်ငံအနေနဲ့လက်ရှိချိန်ထိမြန်မာစစ်ကောင်စီနဲ့ဆက်ဆက်နေတဲ့လူပုဂ္ဂိုလ်149ဦးနဲ့ဖွဲ့စည်း62ခုကိုအရေးယူထားပြီးဖြစ်တယ်လို့သိရပါရယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့မန္တလေးမရိယာလမ်းမိုက်ဂျာနီကန်ယောဂအိမ်တွေကိုစေုပ်စုကဆယံတရားတွေနဲ့အင်အားသုံးဖြည့်ဆည်းနေတဲ့သတင်းပဲဖြစ်ပါရယ်။မန္တလေးတိုင်း အသိချင်းမျိုးနဲ့မန္တလေးမရိယာလမ်းပိုင်စာနေကန်ရွာကအင်းတွေကိုဂျမတ်စယုစုကလမ်းပိုင်ပြီးဆိုပြီးမြေကောင်ဆန်ဘူရိုဇာတွေနဲ့ဖျက်ဆီးခဲ့တယ်လို့ MDY Revolution ကပြောပါတယ်။စာနေကန်ရွာလမ်းမကြီးရှေ့ဘက်ခြမ်းကိုလမ်းနယ်ဆယ်မြောင်းနဲ့ဆိုပြီးပေတရာအထိဖျက်ချပြီးလမ်းနောက်ဘက်ကိုလမ်းနယ်ဆိုက85ပြီအထိဖျက်ချသွားတယ်လို့ဆိုပါတယ်။ဂျမစစ်ကောင်စီတပ်ဖွဲ့အပါအဝင်ရဲစီဗီနဲ့ပြည်သူ့လုံခြုံရေးဆိုတဲ့အပြာဝတ်တွေပါတယ်အင်အား90ကျော်နဲ့ မန္တလေးမနီယာလမ်းမိုက်ဂျာနီကန်ရွာလမ်းမကြီးရွှေပန်ချမ်းနဲ့အနောက်ဘက်ချမ်းကအိမ်တွေကိုမလ၄ရက်နေ့ကနေမလ၆ရက်နေ့ထိဖျက်ဆီးခဲ့တာလို့သိရပါဗျ။ဂျမဆေဥစုကကြိုတင်အကြောင်းကြားခြင်းမရှိဘဲအဓမ္မဖျက်ဆီးခဲ့ရမှာဒေသနေပြည်သူတွေပိုင်တဲ့ပစ္စည်းတွေကိုယူဆောင်ဝတ်မပေးဘဲဖျက်ဆီးခဲ့တာကြောင့်ဆုံးရှုံးမှုများတယ်လို့လည်းသိရပါဗျ။အခုလိုဂျမဆေဥစုရဲ့ဖျက်ဆီးမှုကြောင့်မန္လီနဲ့မရေယာဝေးပြလမ်းမကြီးဘေးကအင်ဂျင်80ထက်မနည်းဆုံးရှုံးခဲ့ရတယ်လို့ဒေတာရင်းသတင်းတွေကဆိုပါတယ်။ ဂျမစစ်တပ်ရဲ့အဖြတ်လုပ်ငန်းတွေကိုလက်တွေ့ခံစားနေကြရပြီဖြစ်တာကြောင့်စစ်ကောင်စီကိုအမြင့်ပြတ်ချေမုန်းနိုင်ရေးတော်လန်တိုက်ပွဲမှာပြည်သူလူထုအနေနဲ့ပူးပေါင်းပါဝင်ကြဖို့ MD1 Revolution ကတိုက်တွန်းထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ကိုခန့်မှဖေးပို့ထားတာဖြစ်ပါတယ်ရှင်။မင်္ဂလာပါခင်ဗျာမလ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ပြပေးပါမယ်။မင်္ဂလာပင်လယ်ော်အခြေအနေမှာ ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အသင်းတင်ဖြစ်ထွန်းနိုင်ပြီးတော့ကြံဘင်္ဂလားပင်လယ်အော်မှာအများအပြားသားရနိုင်ပါတယ်။ပင်လယ်ပင်အခြေအနေမှာတနင်္သာရီကန်ယူတန်၊ရခိုင်ကန်ယူတန်နဲ့မုဒ္ဒမာကွေတို့ဘက်မှာလေဟာအရှိအရှိတောင်ဘက်မှာတနင်္သာရီကို9မိုင်မှ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးတော့လှိုင်းအနှင်းငယ်မှာလှိုင်းအသင်းတင်ရှိနိုင်ပါတယ်။မြဝကျုံဘော်ဒေသများနဲ့မုဒ္ဒမာကွေဘက်မှာလေဟာအနောက်အနောက်မြောက်ဘက်မှာတနင်္သာရီကို10မိုင်မှ -10 ခန့်တိုက်ခတ်နိုင်ပြီးတော့ လိုင်းအနှင်းငယ်မှာလိုင်းအတင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာအများအပြားတာယာနိုင်ပါတယ်။ နေပူချိန်များမှာမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့အေရဝတီတိုင်းဒေသကြီးတို့မှာပုံမှန်အပူချိန်ထက်ပိုနိုင်ပါတယ်။မြူအခြေအနေမှာတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမနက်ပိုင်းမြူထူများကြာဆင်းနိုင်ပါတယ်။ ရေဒီယို energy မှဆက်လက်တင်ပြနေပါတယ်ဆက်လက်ပြီးတော်လေးကဗျာကဏ္ဍမှာတော့ဇာနီရေးသားထားတဲ့ပန်းတချင်းနဲ့လွမ်းချင်းဧကများစွာလို့အမည်ပေးထားတဲ့ကဗျာလေးကိုလွတ်လပ်ຫນွေဦးကခန်းစားရုပ်ဖတ်ပေးပါမယ်ရှင်ပန်းတချင်းနဲ့လွမ်းချင်းဧကများစွာကျုပ်တို့ပို့တာလိုက်တဲ့ပန်းတချင်းမှာလွမ်းချင်းဧကပေါင်းများစွာ ရှိတယ်ဆိုတာ ယုံပါကဗျာဆရာဒီပန်းချင်းဟာကြုတ်တယောက်တည်းမဟုတ်ဘူးဒီပန်းချင်းတဲကပန်းတွေဟာရှယ်လီဖတ်တဘရက်မာယာကော့ဖစကီဂျူလီယက်ဖူချင်နဲ့နီရူဒါတို့ရဲ့ဝိညာဉ်ပုကကွန်ပျူအတူကဗျာဆရာတို့ရဲ့ပန်းတခြင်းနဲ့အလွမ်းတခင်လဲဖြစ်ပါတယ် ီပွဲမှာခုနှစ်နှစ်သမီးလေးလဲနောက်ကြောကိုတနတ်နဲ့ပြစ်တက်ခံရတယ်။ကြပြာဆရာလဲအဖမ်းခံရပြီး24နာရီမပြည့်ခင်မှာရရက်ဆက်ဆက်နှိပ်ဆက်တက်ပြခံရတယ်။တရေဘောကြောင်သူတို့ရဲ့လက်ချက်နဲ့တရေကောင်းတွေကြဆုံးခဲ့ရတယ်။ကျုပ်တို့အားလုံးဂုံယူလိုက်ပြစီ။ဒါဟာ ဗမာပြည်ကအဖိနှိတ်မခံတော်လန်ကဗျာဆရာတို့ရဲ့တမိုင်းတစ်ခုကဗျာဆရာခက်သည်သူစစ်ချင်းလို့လဲမှတ်ယူပါတယ်လက်ခံပါတရေကောင်းကဗျာဆရာလူသားတဦးရဲ့ကြီးမြတ်တဲ့လူတံပိုးလူကုံသိက္ခာတွေနဲ့အညီဂုံယူစွာကျုပ်တို့အဖိနှိတ်ခံပြည်သူအလုံးရဲ့ န်းတချင်းနဲ့လွန်ချင်းဧကညာစွာလက်ခံလိုက်ပါတရေကောင်းကဗျာဆရာကြီးဗီဒီယိုအန်ယူဂျီကိုနားဆင်နေကြတာပါဆက်လက်ပြီးတွန်လင်းဒီဂီတာအစီအစဉ်မှာတော့ ကိုသိမ့်မျိုးရေးသားပြီးကြော်ခန့်တဲ့ဝေယဉ်ငိမ့်တို့တည်ဆူထားတဲ့နိုင်ကိုနိုင်ရမယ်ဆိုတဲ့ဒေသချင်းလေးကိုထုတ်လွှင့်ပေးပါအောင်မရှင်လိုရ ုတဲ့နေကရင်ထဲမှာလဲယူကြုံမရတဲ့ဘယ်တော့ချင်များပြန်တွေ့ရမလဲအာလုံးရဲ့တော်လည်းရဲ့ကြည်တဲ့တမီးနေကလေးတဲ့သူရဲ့လောကလာကရမနာကြည်ချမ်းနေ ားလေးပဲမင်းအချိန်တွေဟာပြေးပြေးနဲ့အရာတွေပြောင်းအောင်ွေမို့ ရှင်မခွဲအတန်တိတ်တန်ချာခဲ့တယ်ငါတို့ရဲ့ဒီတိုင်ပွဲတွေနင်းလေပူဆွေးလို့နေမယ်မိသားစုနဲ့ညီကိုတွေတွေကနော်လေးလို့နေအချိန်တွေရပြည့်နေရာဒီဝေးပြ song. Radio Energy ရဲ့ဒီကနေ့ညထုတ်လွှင့်မှုနောက်ဆုံးအစီအစဉ်လေးနဲ့တိုင်းရင်းသားဘာသာစကားအစီအစဉ်ကိုနားဆင်ကြရပါမယ်။ကချင်ဘာသာနဲ့ပတ်စင်သတင်းများကိုတော့ Brand Sherry ကတင်ပြပေးသွားပါမယ်ရှင်။ဆောင်းရိုင်ဝန်ပေါ်အမေရှာနေရောင်းဝီပြောစမ်စာငါနေကတော့ Radio NUG အပတ်မီနမ်ပြည်လဲဝဆိုင်ဖောင်းစတုံးရှိကနေပြီးငိုင်းပဒံရှိခေါနာထော့ချလိုက်ရမတ်ဝါစနာရယ် ရရှောင်းနန်ခုနာမုံဖုံရပ်တော့ကောမလိုက်ကောမတီမုံရွှာကောမတီတဲ့ဖကန်နင်ထနာကွန်ရှင်မြန်ဖြန်တပ်ဖဲနင်ခပ်ပိုင်မုံရွှာခရီရှန်ဖုံနီခရမ်ဆပ်လဲရှောင်းလမ်တဲ့စေနာပုံမန်စကရပ်ပဲရှိကပဲတာမတွညာနာရယ်မုံရွှာရပ်တော့ကောမလိုက်ကောမတီဟာမုံရွှာကောမတီကောကျင်းပေါ်မုံတော့ဖကန်နင်ထန်ကောနာကွန်ရှင်မြန်ဖြန်တပ်ဖဲနင်ခပ်ပိုင်မုံရွှာခရီရှန်ဖုံကောနာဖုံလောင်းနေတဲ့ ခင်ခွန်ကုမငါနဲ့မတ်စတာပရမလီယာရှင်ကခင်ရှိခွန်ကျန်ကျန်သာဗီဒီယိုကွန်ဖရင့်တဲ့ခရမ်ဆပ်ပုံပန်လဲဝိုင်းတယ်။ဒါခရမ်ဆပ်ပုံဒါစတာတာအန်ကွန်လာလက်ရှောင်းလန်ပုံလေးမစင်ကြီးပဲအရောက်ကျုံပေါင်ကလော်နာမတူတဲ့ပုံပန်နယ်လာမီယာအန်စာမတူနာရပ်တောကွန်တီနီကိုနာရိုင်ရှာနီဖေးမတူနာချပရင်ဆပ်ယာလူခရက်ရှ်ကုတ်ကလော်မနာရဲလမ်ဆွန်လက်မုံရှော့ကွန်တီအမုံတူကောနာမုံရှော့ကွန်တီရယော့ချ်တိုင်လာမင်တန်တိုင်လာမနေတဲ့ပုံလေးယော့ချ်တာလာမရင်းငါအိုင် CDM နီဖေးမဒီစတိုင်လာမတဲ့ခရီမန်တပ်နီတန်ပုံလေးတဲ့အကြောင်းပေါင်ကလော်ငါလာ ရန်ပုန်ကွန်ပရိုတာမဲလာမီစေဆိုင်နာဆောင်းလောင်းစွန်တန်နေရယ်တဲဘန်ကွန်ရှယ်မြင်ဖြန်တပ်ဖဲနင်ခပိုင်ခရီရှောင်းဖုန်နင်ဘောကောဖုန်ငါနင်ချန်နယ်လာမျောစတာလာ ရန်ပုန်ကွန်ဖရဂျယ်လာငိုင်မစာနေတဲ့ခရစ်ယာန်ပုံဖဲမုံရွှတ်တက္ကစားဖုန်ကင်စုကရုတဲ့လင်ထန်ဒါနာရမလန်လမောင်ဒေါ့စ်ကအရိုင်လမ်နီပဲတန်တဲ့ဒရမ်ဂရုမ်ဒီစတော့ရာငါလန်တဲ့ဆိုင်နာဆောင်လောင်စွန်တန်လက်ပင်ငိုင်လမ်တောင်ဆောင်တဲ့လမ်နီတဲ့ဆိုင်နာရှောင်းလမ်တာဂရောင်းနာကကြာခါဂျုံပုန်ချခုကလောနာမတူလက်သက်တမ်စတာတာပုံပန်ချခုလဲဝါမအိုင်ရင်တဲ့ဂရုမ်စုပုံတဲ့မုံရွှတ်ကော်မတီဖုန်နင်းပေါ်တဲ့ကော်မတီမလောမနီဖကနင်းတန်ကွန်ရှာမြန်ဖြန်တပ်ပဲနင်းခပိုင်ခရစ်ယာန်ဖုန်နင်းပေါ်တဲ့ဖုန်မလောမနီ စီဒီမ်ကမ်ကွန်နီရှောင်းလမ်လေဝိုင်းလမ်ကျဲလူအိုင်မတွနာမန်မောမကြန်စတာမဆွန်လမန်ကွန်ရှမ်မြင်ထန်တပါဒပ်ရှရာလောလောဖဲဇင်းတူဒါလူဆိုင်ရိုင်နာမြို့တင်ပဲဆက်ပစီဇင်းတူလာလူနာမတွမတွထင်ဆက်ငိုင်းရှိကဖဲတောင်မတွညာလာရဲမန်မောမကြန်စတာမဆွန်လမန်ကွန်ရှမ်မြင်ထန်တပါဒပ်ရှရာလောလောဖဲဇင်းတူဒါလူဆိုင်ရိုင်နာမန်မောတင်ပဲဆက်ပစီဇင်းတူလာလူနာမတွမတွထင်ဆက်ငိုင်းငါနာဘမွန်ထန်ရှာမဖန်တပ်ကိုင်းနေစွန်တိုင်းရဲ ကန်အီတဲ့ပုံဖုံတပ်နေမန်မော်ဖဲလဲဝမ်ဆိုင်ဒီဇင်ဘာစတာပရမီယာရှင်ကွန်တင်းဆက်ဖောင်းဝါရိုင်းယာမစတာပရမီယာရှင်ကိုစတမ်ဆွန်ပရင်းဆိုင်ရဲမကျော်ကန်အီရှိကထွန်ရှနာတပ်ကနာယာနာဇွန်ဆွန်ရှနာဟွာရိုင်းမန်မော်နင်းထနာကုမ်ရှမ်မြင်ဖြစ်တပ်ပါအခက်ကဲတပ်ရှာလို့လို့ဖဲစင်ဒါလူဆိုင်ရိုင်းနာတာတုတန်ထောက်ကကန်အီတဲ့ပုံဖုံတပ်နေမဆက်ခွန်ငိုင်းတပ်တချုမလောမန်မော်ဖဲဇက်စီဇင်းတူလာလုံးလာမတူအကြဝါမတူတင်းဆက်ငိုင်းလာမစဒါရိုင်း မတ်တာပရမလီယာရှင်တို့ကမကြံလကြငိုင်ရိုင်နာကွန်ရှက်မြင်ဖြစ်တော့မကနာတောင်းနကပါမလို့ဘုံလမ်ခုမကြထင်ဆက်တိုင်လာဂျုံနေတဲ့ကဆတ်ငါအိုင်လမ်နီကလောငိုင်ချောင်းကမကြံပြစ်နိုင်မရေနေဖဲမောဘုံလမ်ခုချင်ဆက်ငိုင်မကျော်ဘုံရမရှာလျာအန်တာလို့မလို့ထန်စာမတိုင်ငါနာမုံစွန်တိုင်ရင်မန်မောဖဲဆက်စီဇင်းတူလာလူနာမတူကောမဒုံတပ်တကျုကပါနေရိုင်းငါအိုင်စကခခခလငိုင်ခလာယမလီရှိစနေတဲ့ကကဟာတပ်နိဖဲမတုတ်စင်လာလူနာမတူ နော်ရာအိုင်လမ်ရှောင်းလမ်ဖြန်ရှိကနီကောလာချိန်တွေ့ရယ်မထွန်းနာကဲအေတဲ့ပုံပုံတပ်နေဇင်ဝတုဒါလူဆိုင်ကနာနီချမကမ်ကုနာမထူဝန်ကတောအရှိကဖဲတာမထွန်းညာနာရယ်ပုံပုံမှုနဲ့ရှောင်းလမ်ဖြန်တပ်ကဲအေတဲ့ပုံပုံတပ်နေဇင်ဒါလူဆိုင်ကင်ရာနေချာမကမ်ကုနာမတူဝန်ကတောင်းငါနာကေအိုကေအေရှိကထရှနာတပေါ်နာဖေဖရိုက်တာကွန်ကရူရရှင်ထအန်တောက်တန်တိုင်းရယ် แกโออสยาประชาปลูชางก่อนขังตับก่อนพออายมาใส่ชิมงาประชาปลูชางก่อนขังมูลกัดอยู่ป่วยเพฟฟรายสตาคุณครูยาชนีไร้สานทะกลอแลว่าใส่ลำสนใจเรยรมลันเจลมันแกเอเทปองพงจับนี้กษัตริย์สิงดาลูไซชรานีเคยลวกว่าใสเทมเรนแต่กินวานิชามาคำกุณามถือเกโออสยาอาตับสกูทามาดังสอวนกัดนิเปจงอาใส่ไรนา มีช่างช้าไอ้รำมานิเพศซาลุงนามตุโมนดาวตายเวมาใส่ชิมงามาชาผู้ช่างคนข้าวคนกัดเพะเคีงกองคุมลีเนนุมบาสตาทาพอพังไอไรนาแต่วันกัดจ้แค่เอจับปาชราชกูนามาไรลสังกรูชีลงลาไซลามเจลูอังมาใส่ชิครูวงกัดเพะแต่นิงน้ำมันกระทับพบมัดวานา รีมจอมีช่างช้าไอ้รำมานิเพศซาลุงนามตุดาวตันตายเว တောင်တုံကနာကျန်အေချဲ TNLA ဖုံညလပရနာရူနရာပြနေလမ်းမြေဖဲလောင်လောင်ချဲအံပရနာမတူလခေါမကနာစတီကျော့ပါစနေရှိကဖဲတောင်မတူညာနာရယ်ဘလုံးတပါမစောမန်တုံကနာကတာ TNLA ချဲကျန်အေညာလပရန်ဒဲလမန်ရှောင်းလောင်ဖုံလခေါနောင်ရွှေနောင်ဆောင်ပင်ငါအိုင်မကျော်မောင်ခန်းကပါချက်ရောခရာ PSLF TNLA ဖောင်းတကျု ทุกบ้าตาหูเปลนมันตรงเดฟฟราสตาคอมเมซายชินีสานนา มงชวนเดครุมสุไปพองจาชุดเลวาไซลา PSLF TNLE นี้ชิกาเฉพาะตายรีแต่ทางกันได้เจนก็ใครมีครุ่มและช่องเดละคำนาปองพองการสตีเปชกรินาเตนเรงานนามงสตีจอกาสนเลวายลังเจลูไอแต่เทมเรียชเชนเอลีเจตั้งตัวเป็นงานอมซาเตเซนาแคโอเกินจอกอนแคเอจิงจากินวังโดนีพังเต มังคังเพลังนงเจมพรานามจูเจชิมลำเพเชกรังจานามจูจึงพอรายการเทมุสลิมรายการซาดายลำเจลุไอปัดมีละมันกินลายวาไซพังชุมชิกานิเพและจังช่วยยาละมังก็เจก็มุสไซคุเรรีดิวเอ็นยูจิอาชิกานิเพขับลามาจากไอสโตรไลจูรุบนปอมิชาในยองเพไกรจิจุกบาไซโนอกีဒีကနေยเတေ့่ဒီညနေပဲ Radio NUG ရဲ့ซစည်นအဝกးကိုခਿੱတရရနိုင်ပါမယม မြန်မာစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံးဖြတ်ကြပါစို့ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာလိုင်းတို16မီတာ17.3 MHz မဂါဟတ်ဇ်ညပိုင်း၈နာရီခွဲမှာလိုင်းတို25မီတာ17.3 MHz မဂါဟတ်ဇ်တို့မှာဓာတ်ရိုက်ဖန်ယူနိုင်ပါပြီမြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှပြကျမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူအဖွဲ့သားများကဆွတောင်းလိုက်ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့စက်သွေးရေးတရင်အချက်အလက်နဲ့ဤပညာဝန်ကြီးဌာနကထုတ်ပြန်နေတဲ့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာမိသားစုများနဲ့နိုင်ငံတကာကစေတနာရှင်များလှူအပ်ပြီးများရဲ့ Radio NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရမည်။